င်္ဂလာပါကျွန်တော်နာမည်ကိုမင်းစုကျော်ပါ လာဇန်နီယာကလပ်မှာကျွန်တော် MBA ပညာသင်ကြားခဲ့တာပါကျွန်တော်က batch 12မှာပါခင်ဗျာကျွန်တော်ကျောင်းနဲ့ပတ်သက်တဲ့ကျွန်တော်ကျောင်းတက်နေစဉ်ကာလအတွင်းမှာအမှတ်တရတွေအများကြီးရှိပါတယ်အဲ့ထက်ကကျွန်တော်အနေငယ်ကတော့ကျွန်တော်ဒီပညာသင်ကြားနေစဉ်အတော်အတွင်းမှာကျွန်တော်တို့ group assignment တွေကျွန်တော် group discussion တွေလုပ်တယ်ပေါ့နိအဲ့မှာကျွန်တော်တို့ group discussion လုပ်ဖို့ကျွန်တော်တို့ group တွေခွဲပြေးတယ်အဲ့မှာပထမအဦးဆုံး group ခွဲပြေးတဲ့နေရာမှာကျွန်တော်တို့ကျွန်တော်တို့ရဲ့ group member တွေကိုလိုက်ပြီးစုရတာပြီးတော့တယောက်နဲ့တယောက်တာဝန်တွေခွဲယူရတာ ီးတော့တကယ် presentation အချိန်မှာဆိုတော့အเจ้าနဲ့တယောက်အဆင်ပြေအောင်လို့ပေးယူမြအောင်လို့သူကဘယ်ပန်းကိုယူမယ်ကိုကဘယ်ပန်းကိုယူမယ်အဲဒါမျိုးတွေတာဝန်ခွဲယူရတာပေါ့လေအဲ့ဒါနဲ့ပတ်သက်လို့ရခုံရတယ်တခါဒီမှာလူမဆုံတာလူမဆုံတာတွေရှိရတဲ့အကြောင်းမလို့ကျွန်တော်တို့တယောက်နဲ့တယောက်အားလုံးစုံမဲ့အချင်းကိုစောင့်ပြီးတော့ presentation လုပ်ရတယ်ဒီလိုမျိုးလေးတွေကတော့ကျွန်တော်လည်းအမှတ်တရတွေအများကြီးရှိပါတယ်အဲအကြောင်းနဲ့ပတ်သက်တဲ့ service ကတော့ကျွန်တော်တို့ presentation တွေကျွန်တော်တို့ assignment တွေမှာ မစခင်မှာကျွန်တော်တို့ဟို ူတွေရဲ့ session တွေရှိပါတယ်။ Okay ကျောင်းနဲ့ပတ်သက်တဲ့ service တွေထဲမှာဆိုရင်တော့ကျွန်တော် assignment တွေကျွန်တော်တို့ group discussion တွေမတိုင်ခင်မှာ tutor support session ရှိတယ်။အဲ့ဒါကျွန်တော်တို့ကျောင်းသားတွေအတွက်အရင်အဆင်ပြေတယ်။ အဲနောက်တစ်ခုကတော့ကျွန်တော်တို့ကျွန်တော်ចောင်းရဲ့ payment plan ပေါ့လေ payment plan ကလည်းကျွန်တော်တို့တဲ့အများကြီးအဆင်ပြေစေတယ်တက်တော့တက်တာဖြစ်စေတယ်နောက်တစ်ခုကတော့ကျွန်တော်ចောင်းကပေးတဲ့ service တွေထဲမှာဆိုရင်ကျွန်တော်ចောင်းက response အရင်မြန်တယ်အဲ့တခုတော့ကျွန်တော်အရင်သဘောကျတယ်တခုခုဆိုလို့ရှိရင်ကျွန်တော်တို့မသိချင်တာရှိရင်ကျွန်တော်တို့ group ဖွဲ့တာတွေထဲမှာမေးလိုက်ရင်အဲသူတို့ရဲ့ response အရင်မြန်တယ်ပြီးတော့ចောင်းသားတယောက်တခုခုအဆင်မပြေတာရှိရင်အဲတူးချင်းစီကိုလည်းကျွန်တော်အဆင်ပြေအောင်လိုက်ပြီးတော့လှုပ်လှုပ်ဆောင်ပေးတယ်ပေါ့အဲ့ဒါလေးကတော့ကျွန်တော်ចောင်းနဲ့ပတ်သက်တဲ့ service တွေတွေကသဘောကျ ားတဲ့ဟာတစ်ခုပါခင်ဗျာโอเคနောက်ထပ်နောက်လာတက်မယ်ကျွန်တော်တို့ MBU ကိုသင်ကြားမယ်နောက်ထပ်ចောင်းသားတွေအတွက်ကျွန်တော်အမှတ်တရစကားတစ်ခုအနေနဲ့ဆိုလို့ရှိရင်ဒီ PSN မှာဆိုလို့ရှိရင်ကျွန်တော်စာတွေ့တယ်မဟုတ်ဘူးကျွန်တော်သင်ကြားပြသတဲ့တီချယ်ကြီးတွေဆရာကြီးတွေအနေပြီးတော့ကျွန်တော်တို့ဟို စာတွေရောလက်တွေရောနှစ်ခုပေါင်းပြီးတော့ကျွန်တော်တို့အတွေးခေါ်တွေတွေ့တတ်အောင်အောင်စာကြီးပဲသင်တာမဟုတ်ဘဲနဲ့အဲတကယ်ပြင်ပမှာအသုံးချလို့ရအောင်ပေါ့အဲ့လိုမျိုးသင်ကြားပေးတဲ့အတွက်ကျွန်တော် PSM မှာကျွန်တော် MBA တက်ရောက်ဖို့အတွက်ကျွန်တော်အကြံဉာဏ်ပေးခြင်းပါတယ် your new version with PSM